အဲဒီတစ်ခါထူးထူးဆန်းဆန်းကိစ္စလေးပြောပြမယ်နော်။ဘာထူးဆန်းလဲဆိုတော့ကျမတော့မရောက်ဘူးရှင်။ဟိုကကျမတငယ်ချင်းတယောက်ကပြောတယ်။အာဘန်ကောက်ရဲ့တဲ့ချင်းမိုင်ရဲ့မှာတဲ့ရှိတယ်တဲ့ဆက်ပြန်ဟိုတဲ့။ဟိုကိုလိုချင်တဲ့အထဲထဲကိုလိုချင်တဲ့ပစ္စည်းလေးတွေထည့်ပေါ့နော်။ဟိုကိုလိုချင်တဲ့ spice လေးတွေ herbal လေးတွေထည့်ပြီးတော့တဲ့။ကိုလိုချင်သလောက်လေးဟိုတဲ့။ဆက်ကလေးပေါ်မှာတင်ပြီးတော့မှချိန်နေပြီးတော့မှာတဲ့။ကိုလိုချင်သလိုပုံဖော်ပြီးတော့မှာတဲ့။သုံးရတာတဲ့ရှိတယ်တဲ့။အဲ့လိုပြောတယ်ခင်ဗျာ။ အကျမကလုတ်ကြည့်ရခါကျတော့ဒါကို hot process နဲ့ချက်တယ်ချက်ပြီးတော့ဒီလိုမျိုးလေးလုတ်ကြည့်လိုက်တဲ့ခါကျတော့သူတို့ပြောသလိုပေါ့နော်ဒါကတော့နည်းနည်း fan ဖြစ်တာပေါ့နော်ကိုယ်စိတ်ကြိုက်ဆက်ပြကိုယ်သားရင်နဲ့လိုက်တဲ့ဆက်ပြလေးလုတ်လို့ရတယ်ပေါ့နော်ကျမကဒီဟာကိုအဲကွေကာအုပ်လို့ကွေကာအုပ်အမှုန့်နဲ့လုတ်ထားအုတ်မင်းလို့ခေါ်ရပေါ့နော်အုတ်မင်းကလေအသားရည်ကိုလေအားရတက်တယ်အများကြီးဖြည့်ပြီးရပြီလားနောက်ပြီးတော့ဘာပါဒီထဲမှာကျမဘာပါလဲဆိုတော့တန်လွင်စီပါတယ် ရေချိုအားကောင်းတဲ့ကိုကိုနက်ဝိုင်းလို့ခေါ်တဲ့အုံးစီပါတယ်တန်ဝင်စီပါတယ်အဲ့ဒါကိုမှ other additive လို့ခေါ်တဲ့ quick အုပ်အမှုံလေးကို blender နဲ့ကြိတ်ပြီးတော့မှအမှုံနှုတ်ညံ့နေအောင်ကြိတ်ပြီးတော့မှထည့်ထားပါတော့။အဲ့ဒါကျမလေးသူများပြောရတယ်နည်းနည်းဆန်းလုပ်ကြည့်တာဗျာ။ထဲမှာနည်းနည်းလေဟာနယ်လေးတော့ရှိတယ်။အဲပိုတဲ့ကနေပြီးတော့မှ crop pop နဲ့ crop crock pot နဲ့ဟိုဟာအပူချက်တယ်ပေါ့နော်အပူချက်လိုက်ပြီးတော့ပူပူကြီးကိုလုံးရတာလို့ပြောတယ်ကျမပူပူကြီးကိုမလုံးနိုင်တဲ့ခါကျတော့အေးသွားတော့မှလုံးတယ်အေးသွားတော့မှလုံးတဲ့ခါကျဘာဖြစ်တုံးဆိုတော့နည်းနည်းမညီမညာလေးတွေရှိတယ်ဒီလိုနေရာလေးတွေကမညီမညာလေးတွေရှိတယ်နည်းနည်းကွဲထွက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပူပူကြီးလုံးရတာတဲ့ကိုကိုစိတ်ကြိုက်တဲ့ကိုကကိုယူပြီးတော့မှလုံးရတာတဲ့သူက gram ဂျိန်နဲ့ရောင်းတာတဲ့100 gram ဆိုရင်200လားဘတ်200လားမသိဘူးအဲ့လိုရောင်းနေလို့ပြောတယ် ဆိုတော့မိုးမလိုတော့ဘူးမိုးမလိုတော့ဘူးနောက်ပြီးတော့ curing time ကမိုးတဲကိုထည့်ရတဲ့ခါကျတော့မိုးမလိုတော့ဘဲနဲ့ဒီကိုဟာကိုအိမ်မှာ curing time လိုရတာပေါ့နော်ဥပမာဒါလေးဆိုလို့ရှိရင်ဝယ်သွားလိုက်ဝယ်သွားပြီးတော့ကိုအိမ်မှာကိုဟာကိုဟိုဟိုနှစ်ပတ်လောက်အချောက်ခံပြီးတော့မှနှစ်ပတ်လောက်အချောက်ခံပြီးတော့မှသုံးရတာပေါ့နော်အဲ့လိုမျိုးလိုရတယ်လို့ပြောရတယ်ဒီလားအဲ့ကျမတို့လည်းလေအဲ့လိုမျိုးနောက်ဆိုလို့ရှိရင် night market ကလေးတွေမှာလည်းအဲ့လိုမျိုးလေးတွေရောင်းကြရင်ကောင်းမယ်ဒီလား စက်ပြာကိုပထမအကျန်းတယ်လေးကိုချက်ထားမယ်နောက်ပြီးတော့အကျန်းတယ်လေးတွေကိုချက်အိုးကြီးနဲ့ချက်ထားမယ်အဲ့ဟာကိုမှ customer ရရလာလို့ရှိရင်သူတို့ရဲ့အသားအရေကိုမှမူတည်ပြီးတော့မှထည့်တင်တဲ့ spikes လေးတွေ herbal လေးတွေထည့်ပေးမယ်ဆိုလို့ရှိရင်အရန်အဆင်ပြေရပြီလားအဲ့လိုလေးကျမလုပ်ချင်တဲ့ idea လေးရှိရပေါ့နော်အဲ့တော့ကျမတို့နောက်ပိုင်းကြာလို့ရှိရင်အဲ့လိုမျိုးလေးစူးစမ်းကြည့်ကြရအောင်နော် ါကတော့ကျမစိတ်ကြိုက်ထည့်ထားတယ်။အုတ်မင်းလို့ခေါ်တယ်၊ကိုယ်ကအုတ်အမုံလေးနဲ့လှုပ်ထားတဲ့စပြလေးပါ။စပြာသားအေးသွားတဲ့ခါကျတော့ပုံသွင်းရတာမာသွားတယ်မာသွားတော့နည်းနည်းဖိရတာဟိုကိုလိုချင်တဲ့ပုံမရဘူးပေါ့နော်သူများနိုင်ငံနေမှာတော့လေ ဟိုဟမ်းမိတ်ဆက်ပြာဆိုတဲ့သဘောကိုသူတို့ကြိုက်ကြတယ်ဟမ်းမိတ်ဆက်ပြာဆိုတာက rustic look လို့ခေါ်တယ်အကျန်းတယ်ပေါ့နော်အကျန်းတယ်ကိုသူတို့တွေကတန်ဖိုးထားကြတယ်သူကဆက်ပြာကမှွေးဖို့မလိုဘူးဟိုပုံကြကြလှလှပပဖြစ်ဖို့မလိုဘူးဒါပေမဲ့အသားရည်ကိုအဟာရဖြစ်ဖို့ရဲကြီးပြာအောင်တွန်းပေးဖို့ရဲအဲ့လိုပဲလိုတယ်ခင်ဗျာ cleansing နဲ့ treatment ကိုပဲသူတို့ကဦးစားပေးကြတယ်အဲ့ဒါကြောင့်မို့လို့ဟိုသူတို့ကသူတို့ရဲ့သူတို့ကတန်သူတို့တန်ဖိုးထားတဲ့ဆက်ပြာတွေကလေဟိုအနံ့လည်းတလောက်မရှိဘူးဟို ပုံစံနဲ့တော့မလှပဲနဲ့လေလို rustic look လို့ခေါ်တယ်သူတို့ကိုယ်တိုင်ဖန်တီးတဲ့ပုံစံလေးတွေကိုသူကပုံကြိုက်ကြတယ်ဒါတော့ကျွန်မအကျန်းနယ်ပေါ့နော်ဘာလို့မဆိုလေးကိုကကိုလှုပ်ချင်တာလှုပ်ကြတဲ့အကျန်းနယ်ပဲအဓိကကလေဟိုကြီးချုပ်ကောင်းဖို့ရယ်ဟို treatment ပေးဖို့ရယ်ပဲလို့လားဒါဆိုတော်တော်မှာတော့တယ်။ဒီမှာအပူပူကြီးကင်လို့ရှိရင်မကင်နိုင်ဘူးကျမလက်ကအဲအကြောင်းမို့အေးအေးခံပြီးတော့မှကျမလှုပ်လိုက်တဲ့ခါကျတော့အရန်ကိုမာသွားတယ်။အဲ့တော့သူများတွေကပြောကြတယ်။ ဲ့လိုမျိုးလုတ်ပါလားလို့ idea ပေးတာအဲ့ကြောင့်ကျမစမ်းပြီးလုတ်ကြည့်တာပါရှင့်แท้มาดิเลโคราเล่ก็ရှိเหมือนเนาะไอ้อะนี่ถั่วออกเนาะลงออกมาไอ้อะนี่ไม่ถั่วลุษิญนี่ต้งเนี่ยอาคามากวยพี่ถั่วตัดเต็มอะกูโกเนเนกวยจินเลยล่ะตัวอ่ะ ဒီချိုးကန်ထဲမှာသုံးလို့လေပျော့သွားလို့ရှိရင်လေလေပြန်ပြီးတော့မှလုံးပြီးတော့မှသုံးလို့ရတယ်နော် viene né piove. Eh? ါလေးကနည်းနည်းပျော့တယ်လုံးလို့ရသေးတယ်နော်ဒါလေးကသိပ်ကွဲမထွက်ပျော့နော်ဒါ skin food လို့ခေါ်တယ် skin ကို nutrition ဖြစ်စေတဲ့အော်အပေါင်လေးတွေပေါ့နော် additive လေးတွေပါတဲ့ဆက်ပြားလေးဖြစ်ပါတယ်အသားရည်အတွက်အရန်ကောင်းတယ်သိလားကြည့်ရတာလေကြည့်ရတာမလှပါဘူးမသားရည်အတွက်အရန်ကောင်းတယ် အဲ့တော့ဒါမျိုးလေးတွေကိုတုတ်ပြီးတော့သုံးစီခြင်းပါတယ်ဘန်ကောက်မာတဲ့ကိုကြိုက်တဲ့ spice ကိုကြိုက်တဲ့ spice လေးတွေ harbor လေးတွေကိုထည့်ပြီးတော့တဲ့ကို့အသားရည်နဲ့ light ဖက်ညီတဲ့အော် addition လို့ additive လို့ခေါ်တဲ့ဟာလေးတွေထည့်ပြီးတော့တဲ့အဆက်ပြာကိုတဲ့ကို့စိတ်ကြိုက်တဲ့ကို့အကိုလုံးပြီးတော့မာတဲ့အိမ်ကိုယူသွားလို့ရပါတယ်တဲ့အိမ်ကိုယူသွားလို့ရတယ်ဆိုပေမဲ့အိမ်ရောက်ရောက်ချင်းတော့သုံးလို့မရတော့သေးဘူးလို့ကျွန်မထင်တယ် ဘာဖြစ်လို့လဲဆိုတော့ curing time လို့ခေါ်တယ်ဆက်ပြာ၆မှုရဲ့ spotification ဆိုတဲ့ process ကဆက်ပြာထဲမှာဆက်ပြီးတော့အလုပ်လုပ်နေသေးတဲ့အတွက်ကြောင့်မို့လို့ဟို၆သွားဖို့လည်းလိုအပ်တယ်အဲအလုတ်ဆက်လုတ်ဖို့လေသူရဆက်ပြဖြစ်စဉ်ဆက်လုတ်ဖို့လေလိုအပ်တဲ့အတွက်ကြောင့်မို့လို့ curing time လို့ခေါ်တဲ့အဲဆက်ပြအချောက်ခံတဲ့ဖြစ်စဉ်ကိုသူကဟိုသူအဲ့အတွက်ကိုအချိန်ပေးရပါတယ် အယမ်းမှုရတယ်တိလာကျမကကိုယ့်ကိုစိတ်ကြိုက်ထဲ့ကျင်တာလေးထည့်ထားအယမ်းမှုရဒီဆက်ပြလေးရအแทမှာဘာပါလဲဆိုတော့တန်လွင်စီနဲ့တန်လွင်စီလဲပါတယ်မန်ဂိုစတင်းလို့ခေါ်တဲ့မင်းကိုတီအခွန်ကိုအချောက်အချောက်ခံပြီးတော့မှအမှုန့်လုပ်ထားအဲ့ဒါလေးတွေပါပါတယ်အဲ့ဒါကြောင့်မလို့မင်းကိုတီအခွန်မှုန့်ရတယ်သားရည်အတွက်အရန်ကောင်းတယ်ဒီလား အမင်းကိုဒီအခွန်အမှုံကိုထိုင်းနေရအရန်ကြိုက်တယ်။အသားရည်ကိုကောင်းစေရအတွက်ကြောင့်မလို့ထိုင်းနေရအရန်ကြိုက်တယ်။ဆက်ပြားလေးရမ်းကန်နေလို့ကျမလက်ဆေးလိုက်တယ်။လက်ဆေးပြီးတော့မှဒါကိုထပ်ပြီးတော့မှလုံးမမယ်။ မင်းကုတ်ဒီအခွန်ရဲ့အမှုံကလေထိုင်းနေရအရန်ကြိုက်တယ်ခင်ဗျာသူတို့ research လုပ်ထားတယ်မင်းကုတ်ဒီအခွန်မှာပါတဲ့အသားအရည်ကိုထိမ့်သိမ်းစောင့်ရှောက်ပေးတဲ့ပစ္စည်းကအရန်ကောင်းတယ်လို့ပြောတယ်သူတို့ရဲ့တက္ကသိုလ်တွေကလေ research လုပ်ထားတဲ့အတွက်ကြောင့်မို့လို့သူတို့ကအဲဒီဟာကိုပို့ပြီးတော့တုံးကြတယ်ဒီအကြောင်းအရာကိုသူတို့ပို့တည်ရအတွက်ကြောင့်မလို့ပို့တုံးကြတယ်ခင်ဗျာကျမကနောက်နေ့မှမင်းကိုဒီအခွန်အမှုန့်အကြောင်းကိုရှာရှာဖွေသူတို့ research လုပ်ထားတဲ့ဟာကိုရှာဖွေဖတ်ရှုပြီးတော့ translate လုပ်ပြီးတော့မှအာဟိုဟာဖြစ်ပါတင်ပြပါအောင်မရှင်။နည်းနည်းလေးတော့ဝဲထွက်ပါတယ်။ဟုတ်ဒီရလေးတွေကိုနောက်ထပ်နှစ်ပတ်လောက်နေမှသုံးလို့ရပါတယ်အခုမိုးရွာနေရနော် မိုးရွာနေတော့နှစ်ပတ်လောက်နေမှသုံးလို့ရတယ်။ညရသည်ဆိုလို့ရှိရင်တော့တစ်ပတ်လောက်ဆိုရင်သုံးလို့ရပါပြီ။